မင်္ဂလာပါရှင်ခသည့်ຫນွေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့နေရီကန်စကန်နီတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှပုံလုံးကြီး30နီးပါးကျဲချ၍ခုခံတိုက်ခိုက်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မကွေတိုင်းငပေးမြို့နယ်နေရီကန်ပြူဟာအနီးတွင်စစ်ကောင်စီနဲ့အာရခတပ်တော်အေအေတို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ် စစ်ကောင်စီသည်စက်တင်ဘာ23ရက်မနက်7:00နာရီမှစ၍တိုက်လေရင်ဝိုင်းကျွဲလေရင်တို့ဖြင့်ဘုံလုံးရေ30နီးပါးကိုခြေချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အမရန်လန်ပိုင်းမှာတိုက်ပွဲတွေဆလာကြတဲ့အခါအဲဒီနောက်ကကျေးရွာတွေစစ်ပေးရှောင်နေကြတယ်။မနေ့ကကော်ဖီချန်တွေဘက်ကဘုံကျဲသွားလို့ပျက်စီးထိခိုက်မှုတော့ရှိမှာပါ။အသေးစိတ်တော့မသိနိုင်သေးဘူးဟုမကွေးဒေသခံတို့ကပြောပါသည်။ စစ်ကောင်မရှင်ကနေရကန်အနီးရှိမြိုင်လှိုင်စတဲ့ခြေရွာများဘက်သို့ဘုံလုံးရေ30နီးပါးကိုဇက်တိုက်ကျဲချခဲ့ခြင်းဖြစ်ပါသည်။နေရကန်တောင်ကျောတဝိုင်းနှင့်လှိုင်ခြေရွာဘက်မှစစ်ကောင်မရှင်၏တပ်မ69မှလက်ကျန်တပ်ဖွဲ့ဝင်300ခန့်တပ်ဖြန့်ထားပြီးအေတပ်ဖွဲ့ဝင်များနှင့်ထိတွေ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေကြောင်းသိရပါသည်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းနေရကန်ရှိဒုတက်ရင်မှုအပါအဝင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်60နီးပါးတေဆုံပြီးစကခ69လောက်ခန့်တရင်၄ခုထပ်မင်းမှတပ်ဖွဲ့ဝင်40ကျော်ကိုလည်းပျောက်ဆုံးဆင်းရဲသွင်း ွင်းထားရကြောင်းတရင်ရှင်းမြစ်ထံကသိရပါတယ်။နိုင်ငံပြူဟာစကန်ကိုစစ်ကောင်မရှင်ကအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆာခ939မှနေ၍ စစ်တုံးကားကြီးများဖြင့်အင်းအားဖြစ်ခြင်းမူကောပါနေ့စဉ်ဒီပါပြုလုပ်လျက်ရှိသည့်အပြင်အနီးတစ်ဝိုက်ရှိကာကင်းစခန်းများကိုလည်းကင်းထောက်လေယာဉ်များနဲ့ဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်မှုများရှိနေပါသည်။ပြီးခဲ့တဲ့စက်တင်ဘာပထမပတ်တွင်ကလည်းမဲရီကန်အနီးစွန့်တက်ကျေးရွာဘက်ကိုစကားကစက်ကွန်လောက်ခံတရင်များဖြစ်တဲ့ခမာယ9ခွန်လေးခမာယ9ချောက်ကိုခမာယ9ခွန်ကခမာယ9ခွန်ခွန်ခမာယ9နှစ်၃ယောက်ခလာယ9ခွန်ကတရင်များကစုပေါင်းကစစ်ကြောင်းထိုးလျက်ရှိကြောင်းအေအေရဲ့ထုတ်ပြန်ချက်အရသိရှိရပါသည်။ ကျန်းခံရေးပါတီတို့ရောက်ရှိသွားသည့်ဆက်လက်နဲ့ထုတ်လုပ်ရေးအရာရှိချုပ်နှင့်ကစားထမှုများအပြင်စစ်တိုင်းမှုများကိုပါပြောင်းလဲခန့်အပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ဘက်အရာရှိမှအရက်ဘက်သို့ပြောင်းရွှေ့ခံလိုက်ရသည့်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ကကထုတ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းနေရာကိုစစ်ဘက်လက်ထောက်ဖြစ်သူဗိုလ်ချုပ်မိုးမြင့်စွေကိုစားထုတ်ခန့်လိုက်ကြောင်းစစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်ထံမှသိရပါရသည်။ဗိုလ်ချုပ်မိုးမြင့်စွေဟာ MS-23 အလုတ်တင်ဗိုလ်တန်းကျောင်းစင်းဖြစ်ကဗိုလ်မှူးချုပ် ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းရဲ့စေဘလက်ထောက်ပြမယခုအခါတွင်ကာကထုတ်အရာရှိချုပ်ဖြစ်ခန့်ချင်းခံရသူဖြစ်ပြီး၎င်း၏စေဘလက်ထောက်နေရာမှာဘုံမှုချုပ်တင့်စော်ခိုင်ကိုအစားထိုးခန့်ထားကြောင်းသိရပါသည်။သက်ဆိုင်တဲ့သူကို ထားတာတဲ့သူယုံကြည်ရတဲ့သူတွေကိုနေရာချတာလို့ပြောရမယ်။အဆင့်လိုက်လုံယိုးလုံစင်ကိုစိတ်အင်ဂျင်နီယာအရာရှိကြီးတွေပဲဖြစ်တဲ့နာမျိုးပါဟုသတင်းရှင်းမြစ်ကပြောပါသည်။ စစ်စင်ရေးကုကဲမှုအထူးအဖွဲ့မှကာဆာတာတဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို ကာဆာထငါမှုဖြစ်ပြောင်းရွှေ့လိုက်ပြီးကာဆာထငါမှုဒုဗိုလ်ချုပ်ကြီးဇော်မင်းလက်ကိုကာဆာထနှင်မှုဖြစ်ပြောင်းလဲခန့်အခါကာဆာထချောင်မှုဖြစ်သည့်ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်ကိုကာဆာထတင်မှုဖြစ်ပြောင်းလဲခန့်လိုက်ကြောင်းသိရှိရပါသည်။စေကောင်းဆောင်သည်ကာဆာထနှင်မှုဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနှင့်ကာဆာထသုံးမှုဒုဗိုလ်ချုပ်ကြီးဒေဇာကျော်တို့နှစ်ဦးကိုမူအရန်အင်းအောင်သို့ပို့ဆောင်ထားတော်လဲကာဆာထသုံးမှုဒုဗိုလ်ချုပ်ကြီးဒေဇာကျော်ကိုမူစံခိုင်ပါတီသို့ပြောင်းရွှေ့ထားပါသည်။အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခတိုင်မှု ကျုပ်ကျော်ကိုထိုက်ကိုတမတော်လေးချင်းရဲ့အရာရှိချုပ်လကခဖြစ်ခန့်ခဲ့ပြီးလကခမှဒုဗိုလ်ချုပ်ကြီးထိန်ဝင်းကိုစစ်ရာရူကန်ချုပ်ကကထူဖြစ်ခန့်လိုက်သည်ဟုသတင်းရင်းမြစ်ကဆိုပါရယ်လက်လက်သွားသည့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘခတိုင်းမှုနေရာကို M23 စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ23ဗိုလ်မှူးချုပ်တင်မဲလက်ကိုအစားထိုးခန့်လိုက်ကြောင်းသိရပါရယ်ထို့ပြင်အရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရလခမှဗိုလ်ချုပ်မျိုးမင်းထွန်းသည်တမတော်စစ်စင်ရေးအရာရှိချုပ်နှင့်တမတော်စ စစ်ဆေးရေးနှင့်စည်ရင်စင်ကြုံနေရာတို့ကိုပူရဲလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပြီး၎င်း၏ရန်လာခတိုင်းမူနေရာကိုတမ88တမမူဘုံမှုချုပ်ကျော်နိုင်ဦးကိုပြောင်းလဲခန့်ခဲ့ကြောင်းသိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြိုင်မြို့နယ်တွင်ကင်းပတ်ရန်ထွက်လာသည့်ပြူစောထီများကိုပြစ်ခတ်တိုက်ခိုက်မှုကင်းမှုပြူစောထီမျိုးနိုင်၏ပွဲချင်းပြီးတေဆုံတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်တွင်ကင်းပတ်ရန်ထွက်လာသော ပြူစောထီများကိုပြစ်ခတ်တိုက်ခိုက်ရာ ကင်းမှုပြူစောထီမျိုးနိုင်၏ပွဲချင်းပြီးတေဆုံခဲ့ကြောင်း TYK ပျောက်ကြားတပ်ဖွဲ့မှရဲဘော်စောကြီးကပြောဆိုပါရယ်။စက်တင်ဘာလ24ရက်မနက်6နာရီကမှမြိုင်မြို့နယ်တောင်ပိုင်းရှိတရက်ကန်ပြူစောထီရွာမှကင်းပတ်ရန်ထွက်လာသော ပြူစောထီများကိုပြစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်ထိုပြစ်ခတ်တိုက်ခိုက်မှုတွင်ကင်မူပြူစော်တီမျိုးနိုင်၏ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းအထည်နာနေသောပြူစော်တီများမှ40မမတလုံးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ပေါက်ခဲ့ကြောင်းထို့ကြောင့်အပြန်အလှန်ပြစ်ခတ်မှု10မိနစ်ကြာဖြစ်ပွားခဲ့ပြီးဒေါ်လန်ရေးရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် စစ်သားနဲ့ပြူစောတီအင်အားတရာကျော်ခန့်တက်ဆွဲထားတဲ့တရက်ကံပြူစောတီရွာကနေဂင်ဘက်ဖို့ထွက်လာတဲ့စစ်သားတွေကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုတွင်မှာစစ်သားတယောက်သေပါတယ်ကျွန်တော်တို့ရဲဘော်တွေအထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု TYK ပြောက်ကြားတပ်ဖွဲ့မှရဲဘော်စောကြီးကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကို DYK ပျောက်ကြားတပ်ဖွဲ့မြိုင်ပကဖတရင်တဲတက်ခွဲတဲမြိုင်ပကဖတရင်တဲတက်ခွဲလေးစက်ကြပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PNC အညာမြေတပ်ပေါင်းစု Union Brother ယူပြီးကမ္မ Underground PDF ကမ္မတပ်ပေါင်းစုဒေါင်းညီနောင်တပ်ဖွဲ့ဒေါင်းမန်တပ်ဖွဲ့တို့မှစီးလုံးစွာဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ဇလတ်တင်ဆက်ပေးမယ့်တရင်ကတော့မြိုင်တောင်ပိုင်းတရက်ကံရွာကပြည်သူစစ်တွေကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံကျေးရွာကပြည်သူစစ်တွေကိုတောင်းရောက်တိုက်ခိုက်ခဲ့တယ်လို့ TYK ပြောင်းချတပ်ဖွဲ့မြိုင်ပကဖတရင်တဲတပ်ခွဲတစ်ကထုတ်ပြန်ပါတယ်။မြိုင်မြို့နယ်73မိုင်ကန်တာကွာဝေးတဲ့တရက်ကံပြူစောတိရွာကိုစက်တင်ဘာလ24ရက်မနက်6နာရီဝန်းကျင်ကတိုက်ခိုက်ခဲ့မှုမှာပြူစောတိတအူဖြစ်စဉ်နေရာမှာပဲသိဆုံးခဲ့တယ်လို့ဆိုပါတယ်။ တရက်ကံရွာရဲ့မီတာ100နဲ့150ကျားလောက်ရှိတဲ့ဘန်ကာအနီးကိုကတ်ချိန်ပြူစောတီတူဘန်ကာရဲ့ရှေ့မှာကင်းဘက်ဖို့ထွက်လာချိန်ကျွန်တော်တို့ကရိုင်ဖယ်နဲ့စပစ်ခဲ့တာလို့ DYK ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ပြေခံမှုကြောင့်မျိုးနိုင်ရေးဆိုသူပြူစောတီကင်းမှုနေရာမှာလဲကျသေးဆုံးခြင်းဖြစ်ပြီးတရက်ကံရွာဘက်မှပြည်သူစစ်တွေက40မမလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့အသိပေးပါတယ်။အပြန်အလှန်ပစ်ခတ်မှု40မိနစ် အပြန်အလှန်ပြစ်ခတ်မှု10မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီးရဲဘော်များထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့လည်း DYK ပြောင်ကြားတက်ကဖော်ပြပါရယ်တိုက်ခိုက်မှုမှာမြိုင်ပကဖတရင်တဲတက်ခွဲလေးဆက်ကြပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PNC အညာမြေတပ်ပေါင်းစုတို့ကပူးပေါင်းပါဝင်ကြောင်းသိရပါရယ်တရက်ကန်ရွာမှာစစ်ကောင်စီတပ်သားနဲ့ဖြူစော်တီ90ဝန်းကျင်ရှိနိုင်တယ်လို့မြိုင်မြို့နယ်စည်ရေးတရင်ရှင်မြစ်ကအသိပေးပါရယ်ပြီးခဲ့တဲ့လကလည်းမကွေးတိုင်းမြိုင်မြို့ဘော်ကစစ်ကောင်စီကင်းစခန်းတွေကိုဒေသရင်းတော်လှန်ရေးတပ်တွေဝန်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိပါတယ်စေကောင်းစီကမြိုင်မြို့ပေါ်မှာစုယုံတက်တည်ထားပြီးမြို့တွင်စီဝါရေးဘဏ်ရဲစခန်းနဲ့ဈေးတွေမှာတက်ဆွဲထားတာရှိတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကဆိုပါတယ်မြိုင်မြို့နယ်ရဲ့စီးရီအခြေအနေတွေကြောင့်မြိုင်နယ်တမိုင်ခွဲအကွာဝင်းကျင်ထိတော်လန်ရေးအင်အားစုတွေကစုမိုးထားနိုင်နေပြီလို့လည်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့လေကြောင်းရန်တရီထားဖို့ဗမောက်တိုက်ပွဲဆင်နွှဲခဲ့တဲ့ကတားခရိုင်တရင်လေတရီပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုတရီပြုဖို့ပြည်သူ့ကာကွယ်တပ်မတော် PDF ကတားခရိုင်တရင်လေကစက်တင်ဘာလ24ရက်နေ့ပိုင်းမှာထုတ်ပြန်ပါတယ်။ ကတားခရိုင်တရင်လေအပါအဝင်ဒေါ်လာရီပူပေါင်းတက်တွေကစကိုင်းတိုင်းဗမောက်မြို့သိန်းစစ်စင်ရေးဆင်းရဲအောင်မြင်ခဲ့တာဖြစ်ပြီးလက်တလုံးစီရေးချင်းနေကြောင်းအခုလိုသတိပေးခဲ့တာဖြစ်ပါတယ်။ ရန်သူတပ်မှအရက်သားလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်လာသဖြင့်အထူးဂရုစိုက်ကြပါရဲ့အတိပေးအပ်ပါသည်လို့ကတားခိုင်တရင်လေးကထုတ်ပြန်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုပုံစံလေကြောင်းတိုက်ခိုက်မှုတွေရဲ့တည်ရောက်မှုချုပ်တင်ပြင်ဆင်ဖို့အချက်ရက်ရွာလူလူတွေခိုးလုံဖို့ချုပ်တင်စီစဉ်တာရက်ရွာတွင်ချုပ်တင်လေးချင်းမှုတွေပြုလုပ်တာတွေပါဝင်လေကြောင်းရန်ဆောင်ရန်ရှောင်ရန်ချက်တွေကိုဖော်ပြခဲ့ပါတယ် ဒေါ်လာရေးပူပေါင်းတက်တွေဟာဗမောက်မြို့သိန်းစစ်စင်ရေးကိုဇက်တင်မှာ15ရက်ကစတင်ခဲ့တာဖြစ်ပြီး6ရက်အကြာမှာမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။မြို့ကိုဒေါ်လာရေးဘက်ကသိမ်းပိုက်ပြီးစက်တင်မှာ21ရက်မှာတိုက်ပွဲချို့ဖြစ်ခဲ့တာရှိပေမဲ့အခုရက်ပိုင်းမှာတိုက်ပွဲသတင်းတွေမကြားရသေးပါဘူး။စစ်ကောင်စီတပ်နဲ့ရှမ်းပြည် SNL တပ်တွေမြို့ကနေထွက်ပြေးသွားတာဖြစ်ပြီးမြို့နယ်အနောက်ခြမ်းဒေသတွေမှာတော့ SNL တပ်တွေဆက်ရှိနေတယ်လို့သတင်းရင်းမြစ်တချို့ကပြောဆိုထားပါတယ်။အာနာသိန်းစစ်ကောင်စီဝါရဖြန့်သူတချို့နဲ့ SNL တ်တော်သားတွေဟာဒေါ်လာရီတက်ခွဲတွေဗမောင်းမျိုးသိန်းတိုက်ပွဲအောင်မြင်ခဲ့တဲ့နောက်ပိုင်းမှာမြို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်လာပါဝင်တိုက်ပွဲတွေကြောင့်မြို့ပြက်စီမှုဖြစ်ပေါ်စေသလိုလူမျိုးရေးအမုံတရားတွေဖြစ်ပေါ်လာစေမယ်လို့လူမှုကွန်ရက်မှာရေးသားဖော်ပြတာတွေလှုပ်ဆောင်နေကြောင်းဗမောင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်ထားပြီးနှွေဦးဒေါ်လာရီဟာလူမျိုးရေးစစ်ပွဲမဟုတ်အာဏာရှင်အမြင့်ပြက်ချိန်မုံရေးဖြစ်တယ်လို့အတည်ပြုထားပါတယ်။ ဒီလိုဝါရဖြန့်တဲ့စစ်ကောင်စီနဲ့ဘတ်တော်သားတွေရဲ့လုပ်ရဟာပြည်သူကိုအထင်သေးတာဖြစ်တယ်လို့ဗမောက်ပါကပါတာဝန်ရှိသူကပြောဆိုပါရယ် တို့လူမျိုးရေးမှိုင်းတိုင်ရင်ရနိုင်နေဆိုပြီးပြည်သူကိုအထင်သေးတာဖြစ်နိုင်တယ်တကယ်တော့ပြည်သူကသူတို့ထင်တယ်လို့မညံ့ပါဘူးလူမျိုးရေးထက်အာဏာရှင်တော်လှန်ရေးကိုပဲပြည်သူကလူလားတာပါလို့ဗမာမျိုးနယ်ပအာဖတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဗမာမျိုးသိန်းစစ်စင်ရေးမှာ SNA ဘက်ကအရာရှိပါဝင် သိဆုံးထိခိုက်မှုရှိခဲ့တယ်လို့လက်နက်ခရန်ချိုသိမ်းဆည်းရရှိခဲ့ပါတယ်ဒါအပြင်တော်လှန်ရေးရဲဘော်ချုပ်ကြဆုံးခဲ့ကြောင်းလည်းအမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနအမတ်တေစစ်ဒေသက အသိပေးထုတ်ပြန်ထားကြောင်းသိရှိရပါသည်။